thank you မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။သခိုင်းငလင်ကစစ်ကောင်စီအရှိုက်ကို ထိုးလိုက်တယ်ဆိုတဲ့အကြောင်းပါတင်ဆက်ပေးပါမယ်။စစ်တပ်က2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပြည်တွင်းမှာရောက်ပြည်ပမှာပါနိုင်ငံရေးအကြက်တဲနဲ့စီးပွားရေးအကြက်တဲတွေကိုဇက်တိုက်ကြုံတွေ့ကြရပါတယ်။နိုင်ငံရေးရပြည်တွင်းမှာလူအလွာပေါင်းစုံရဲ့စန့်ကျင်မှုကိုခံရပြီးနိုင်ငံတကာမှအထူးချမ်းဖြစ်ခဲ့ရပါတယ်။စီးပွားရေးရပြီးခဲ့တဲ့လေးနှစ်တာကာလအတွင်းအကြက်တဲပေါင်းစုံနဲ့ရုန်းကန်နေရတာကိုတွေ့မြင်ကြရပါတယ်။ကုန်စည်နှုန်းကြီးမြင့်မှုနဲ့ငွေကြေးဖောင် ွားမှုကိုအသေးအတန်ကာကွယ်နေရတာကိုတွေ့ရပါတယ်စစ်ကောင်စီအတွက်ထမှန်တွေ့ရတဲ့အကြက်တဲမှာစည်ရင်အကြက်တဲဖြစ်တဲ့အာနာသိမ့်ပြီးနောက်ရရလန်နဲ့စစ်အာနာရှင်ကိုတိုက်ခိုက်ခဲ့တဲ့ PDF နဲ့ຫນွေဦးအင်အားစုတွေကိုစစ်တပ်ကအထင်မြင်သိခဲ့တဲ့အစောပိုင်းကာလကတူမီတနတ်နဲ့လက်လုံမိုင်းကိုသာအားထားတိုက်ပွဲဝင်နေတဲ့ PDF နဲ့ຫນွေဦးအင်အားစုတွေကိုအလွဲတကူအချိန်တိုအတွင်းအနိုင်ယူနိုင်လိမ့်မယ်လို့စစ်တပ်ထင်မှန်မှားခဲ့တယ်ဒါပေမဲ့ຫນွေဦးတော်လိုင်းကြီးမှာပေါ်ပေါက်လာတဲ့လက်နက်ကန်အင်အားစုတွေရဲ့ အုံကြွားပုံကံမှုတွေကစစ်တပ်ထင်ထားတာထက်လွန်စွာများပြားခဲ့တယ်။ဒါအပြင်ရခိုင်ကလေးကရှိနေတဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်းပုံမှုအားကောင်းလာတဲ့ရန်ကုန်မန္တလေးမြို့ကြီးတွေမှာပါရခိုင်ကမကြုံခဲ့ဘူးတဲ့မြို့ပြပြောက်ကြားတိုက်ခိုက်မှုတွေပါကြုံတွေ့လာရတာဖြစ်ပြီးစစ်တပ်ရင်ဆိုင်ရတဲ့စာမျက်နှာမှာတပြည်လုံးအနှံ့နီးပါးဖြစ်ခဲ့တယ်။2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်2023ခုနှစ်ကုန်2029ခုနှစ်စစ်စင်ရေးစတင်တဲ့အချိန်ထိစစ်တပ်အတွက်လက်နက်ကိုင်ပုံကံမှုလုံးဝမရှိသလောက်လို့ဆိုရတဲ့ဒေသတွေမှာရှမ်းမြောက်ရှမ်းအရှေ့ရှမ်း န်းတောင်၊စကိုင်းတိုင်း၊နာဂတောင်တန်း၊ရခိုင်ပြည်နယ်၊အရာရီတိုင်းတို့ဖြစ်ပြီးကြံဒေသတွေအားလုံးလိုလိုမှာစစ်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ဒါပေမဲ့လည်းစစ်တပ်ကစစ်ပွဲမဖြစ်ပွားတဲ့ရှမ်းမြောင်နဲ့ရခိုင်တို့မှာစစ်အင်အားများစုကိုစိတ်ချလက်ချမထုံရဲပဲမြောက်ပိုင်း၃ဖွဲ့နဲ့အရင်ဆိုင်ထားရတယ်။နောက်ပိုင်းတရုတ်ရဲ့ညှိနှိုင်းမှုနဲ့အတူမြောက် ရောက်ပိုင်းညီနောင်မဟာမိတ်တုံးအဖွဲ့နဲ့စေဆက်စုနေဖို့အပြည့်ရဖို့ကြိုးစားခဲ့တော့လဲအောင်မြင်မှုမရခဲ့ပါဘူးဒီလိုတော့အချိန်ဤဒီမှာစစ်တပ်ဥစွာကြုံတွေ့ရတဲ့ပြဿနာကစစ်အင်အားမလုံလောက်တာဖြစ်ပါတယ်ဒါပေမဲ့လည်းစစ်တပ်က PDF နဲ့နှွေဦးအင်အားစုတွေကိုလွန်စွာအထင်မြင်သိခဲ့ပြီး၆လကန့်အတွင်းချိန်မုံနိုင်မယ်လို့စိတ်ကူးယဉ်ခဲ့ခြင်းလေကြောင်းတိုက်ခိုက်မှုတွေကိုအားပြုခြင်းတို့ဖြင့်ကြိုးပမ်းခဲ့တာကိုတွေ့ရပါတယ်အစောပိုင်းဖြစ်တဲ့2021ခုနှစ်မှာ2029စစ်စင်မစတင်ခင်အထိစစ်တပ်ကစစ်ရင်အားအောင်မြင်မှုရရှိခဲ့တဲ့နေရာချိုးရှင်ခဲ့ပါတယ်လက်နက် ုင်းပြောင်ကြားလှုပ်ရှားမှုများအစားပြုပေါ်ပေါက်လာခဲ့တဲ့ AR တိုင်းတွန်တီတော်ကြီးကော်မူဒေတာ ပဲခူးနဲ့ခရမ်းသုံးကွာတို့မှလှုပ်ရှားနေခဲ့တဲ့ပျောက်ကြားတပ်ဖွဲ့တွေကလက်နက်ခရမ်းနဲ့လေးကျင့်စုဖွဲ့မှုမပြေဆုံးပြီးတိုင်ပွဲဝင်ရခြင်းအခြားဒေသများနဲ့ချိတ်ဆက်နိုင်ခြင်းမရှိပဲအထီးတွေဖြစ်နေတာကြောင့်အဲ့ဒီဒေသတွေမှာယာယီစုခွာခင်ရပါတယ်ဒါအပြင်စစ်တပ်ရဲ့ပြင်းထန်တဲ့ဖိနှိပ်မှုနဲ့စစ်စင်ရေးတွေကြောင့်ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေမှာပျောက်ကြားတိုက်ပွဲတွေမှာလည်းတစတစရော့ကျလာတာကိုတွေ့ရပါတယ်ဒါပေမဲ့လည်းဒီနေရာတွေကအပကြံဒေသတွေမှာလက်နက်ကင်ပုံကံမှုတွေတဖြည်းဖြည်းအကောင်းလာတယ်2023ခုနှစ်မှာကရင်ပြည်နယ်မေဆဲမြို့ကိုစတင် င်ဆွလို့ရတယ်။ရှမ်းမြောင်းနဲ့ရခိုင်မှာ2029စစ်စင်စတင်ပြီးနောက်ပိုင်းစခန်းများမြို့များနေမြေများဆုံးရှုံးမှုတွေဇက်တိုက်ကြုံရတယ်။ပြင်ဆင်မှုကောင်းမွန်တဲ့မြောက်ပိုင်းသုံးဖွဲ့ရဲ့အရှိုင်းထိုးနှက်မှုကိုခံလိုက်ရတယ်လို့ကြံတိုင်းသားတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေအပြင် PDF ၊ KNY အမျိုးသားကာကွယ်ရေးတပ် KNDF ချင်းဒေတာကာကွယ်ရေးတပ်မတော် CDF ကချင်ပြည်သူကာကွယ်ရေးတပ် KNDF တို့အပါအဝင်ຫນွေဦးအင်အားစုတွေမှလည်းလေးကျင့်စီယုံဖွဲ့စည်းမှုလက်နက်ခရံတပ်ဆင်မှုအားကောင်းလာတဲ့အပြင်တိုက်ပွဲအတွေ့အကြုံရလာတာဖြစ်လို့စစ်တပ်စီရင် အရာအထည်နာခဲ့ပါတော့တဲ့အခုကစစ်တပ်ရဲ့စင်ကာစင်ထဲမှာတိုင်ရင်တပ်ဖွဲ့180ခန်းပြတ်ကွယ်သွားတဲ့အပြင်ဗိုလ်မှူးချုပ်အစဉ်အယောက်20ခန်းအပါအဝင်အင်အားတောင်းနေချီပြီးတေကြတိုင်ရာရဖမ်းမိ အင်အားတောင်းတဲ့ချီပြီးတေကြီးဒံရရဖမ်းပြီးလက်နက်ချခဲ့တာကိုတွေ့ရပါတယ်စစ်တရင်စစ်တိုင်းဌာနချုပ်နှစ်ခုဆုံရှုံခဲ့ပြီးစစ်တပ်အင်အားစည်ရတာမကစိတ်တက်ရရပါအထင်နာစေခဲ့ပါတယ်စစ်တပ်ရဲ့စည်ရဆုံရှုံမှုကြောင့်စစ်ကောင်စီကိုဇက်တိုက်လို့လို့ထိခိုက်စေတဲ့အကြောင်းချက်တွေကိုတွေ့ရပါတယ်တင်းအခုကတော်လိုင်းတပ်ဖွဲ့တွေကမျိုးတွေကိုထိန်းချုပ်ထားသည်တာမကဆက်သွယ်ရေးလမ်းကြောင်းများကိုပါထိန်းချုပ်ထားရမြန်မာပြည်နဲ့ရှိအောက်ပါနီးယားအများပြားကုန်းလမ်းရှိလမ်းနဲ့မတွားနိုင်ပေလီကြောင်းဖြင့်သာစစ်အင်အားလက်နက်ခဲရိခါများထောက်ပံ့နေတာကို တွေ့ရပါတယ်။ကချင်ပြည်နယ်တကူလုံးချင်းပြည်နယ်လက်ကျန်၃မျိုးဟာခါထန်တလန်တီးတိန်ရခိုင်ပြည်နယ်လက်ကျန်၃မျိုးစစ်တွေကြောက်ဖြူမန့်အောင်စကိုင်းတိုင်းအထက်ပိုင်းအားလုံးကရင်နီပြည်နယ်အများစုကရင်ပြည်နယ်ဖပေါ်မြရီနယ်ရှေးတန်းစကန်အားလုံးနေစစ်တပ်သည်နေဆက်ဒေသအများစုကိုမထိန်နိုင်တော့တာကိုတဖက်လက်နဲ့ဝန်ခံရသည်မှာ2025ခုနှစ်ကုန်တွင်ပြုလုပ်မည်ဆိုသည့်ရွေးကောက်ပွဲကိုမြို့နယ်တရာတွင်ဥစွာပြုလုပ်ရမည်ဆိုခြင်းဖြစ်၏မြို့နယ်ပေါင်း330ရှိသည့်အနက်၃ပုံတပုံပြင်စစ်ကောင်စီထိန်းချုပ်နိုင်ခြင်းမရှိသည်ကိုစစ်ကောင်စီလက် တွေ့ဝန်ခံနေရပြီဖြစ်သည်၃ထို့အပြင်စစ်ကောင်စီသည်ဘင်္ဂလားဒေ့ရှ်အိန္ဒိယတရုတ်ထိုင်းတို့နှင့်နေဆက်ကုန်သွယ်ရေးအများစုကိုလက်လွတ်ဆုံးရှုံးထားရ၏လက်ရှိနေဆက်ကုန်သွယ်ရေးကိန်းဟုတာချီလေးမေဆိုင်တကိတ်သားပွင့်နေပြီးထိုင်းနိုင်ငံရှန်နောင်းနှင့်ဘင်္ဂလားဒေ့ရှ်တက္ကနတ်တို့ရန်ကုန်မှတင်ပေါ်နေတိုင်းရိုက်ကုန်သွယ်နေရသဖြင့်နေဆက်ကုန်သွယ်ရေးဟုပြင်ဆိုရန်ခက်၏၄စစ်တပ်သည်စစ်မြေပြင်တွင်ကြီးတက်တိုက်ခိုက်တက်များခြင်း ရှင်းတိုင်းစွမ်းမရှိတော့သဖြင့်လေချောင်းပစ်ကူကိုအများအပြားသုံး၍အာဖြစ်ရဤသို့သောမြေပြင်ကိုတိမ့်ပိုက်ထိန်ချုပ်နိုင်သည်မှာမြေပြင်တက်တာဖြစ်လျာလေချောင်းအကူအညီနဲ့စစ်ပွဲအနိုင်ရှုံးကိုအဆုံးဖြတ်မပေးနိုင်ပေအယက်သားတည်ဆောင်မှုနဲ့သာမြင့်တက်စေလိမ့်မှာဖြစ်ပြီးလူလူနဲ့နိုင်ငံတကာရဲ့စန့်ကျင်မှုကိုပို၍ခံရမိတာဖြစ်သည်။ငါစစ်တပ်အင်အားဆုံးရှုံးမှုကြောင့်2024ခုနှစ်အေဘီလာမှစ၍စစ်သားတွေအတ္တမစုဆောင်ရရ2025ခုနှစ်အတွင်းစုဆောင်ရန်ပုံမှုခက်ခဲလာသည့်အပြင်တပ်များအားတပ်သားတဲ့များ များစွာဖြည့်တင်ခြင်းကအရေးအတွက်ပြဿနာကိုသာဖြည့်ရှင်းနိုင်ပြီးတိုင်းရင်ခိုင်ပြဿနာကိုမဖြည့်ရှင်းနိုင်သည့်အပြင်တပ်ပြေးပြဿနာကိုဖြည့်ရှင်းနေရရန်တပ်ဖွဲ့မတည်ငြိမ်မှုပါကြုံနေရသည်၆စတက်တီလေးနှစ်တာစစ်ပွဲအတွင်းခေယံမိကြောင့်များစွာအတုံးပြုခဲ့ရပြီးလက်နက်ခေယံအများပြားဆုံးရှုံးခဲ့၏ရခုတပ်သားတင်များအားလက်နက်ခေယံအများပြားတပ်ဆင်ရပြန်သည့်ထို့အပြင်စီးရဲတိုက်ခိုက်မှုများကြောင့်လည်း ငလင်းပေးကြောင်၎င်းလက်နှင့်ခင်ရန်ထုံလုပ်သည့်ကာကွယ်ပစ္စည်းစက်ရုံကပ္ပဆာများတိုက်ခိုက်ခဲ့သည့်အပြင်လက်ရှိတွင်လည်းအီယာရီအနောက်ချမ်းရှိကပ္ပဆာစက်ရုံတဝက်ကျော်ကမှစီးရင်အရာပါချိန်ချောက်ခံနေရပြီဖြစ်သည်ခုနှင့်လက်ရှိစီးရင်အခြေအနေရသည့် စကောင်စီသည်ရှုံးပွဲဆက်၍တက်များချိန်မုန်းခံရခြင်း၊နေမည်များဆုံးရှုံးရခြင်းကိုယခုနှစ်အတွင်းရပ်တန့်နိုင်သည့်အခြေအနေမရှိပေစစ်တပ်သည်စစ်အင်အားဖြည့်တင်း၍ပြန်လည်ထူးဆစ်စင်ရန်အားထုတ်နေသည့်နေရာနှစ်ခုမှာတောင်ခန်းနှင့်တွင်ငယ်တွင်ဖြစ်သည့်စစ်တပ်သည်တောင်ခန်းအားပြန်လည်ထိန်းချုပ်နိုင်တော့လဲနောက်ထူကိုပြန်လည်ထူးဆစ်စင်သိမ်းပိုင်နိုင်ရန်အလွယ်တကူမဖြစ်နိုင်သေးပေတွင်ငယ်ဘက်တွင်ကြန့်ရှိနေသည့်စစ်တပ်အင်အားများကိုစုစည်းပြီးပြန်လည်ထူးဆစ်စင်ရန်ကြိုးစားနေတော့လဲမိုးမိတ်မိုးကုတ်မျိုးအားပြန်လည်သိမ်းပိုင်နိုင်ရန်မလွယ်ကူလာသေးပေရှေးကြန်နေရ ားများတွင်မိုးပြေခဲ့သူမြို့တွင်အင်အားနည်းငယ်ဖြင့်ထိုးစစ်ဆင်သည်မှအပောင်းတပြီလုံးအတိုင်းတာရဆုံရှုံသွားသည့်ဒေသများမြို့များကိုထိုးစစ်ခြင်းဆင်နွှဲမည်အခြေအနေမရှိပါအောင်စရာစစ်စင်ရခဲ့သူများရီကိုဦးတည်သည့်နိုင်ငံတော်အစဉ်စစ်စင်ရဆိုသည်မှလည်းတနည်းကျော်ကြာမြင့်တော်လဲနှလံမထူနိုင်တဲ့ကဲ့သို့နောက်ထပ်စစ်စင်ရများသည်လည်းအောင်မြင်မှုရရန်မလွယ်ကူပဲ ကိုဒပလီလုံးစီရင်ရာဆိုလင်းကချင်းချင်းစကိုင်းမန္တလေးမကွေးရခိုင်နေအီယာရီတိုင်းနောက်ဖက်စစ်မျက်နှာရှမ်းတောင်နေပြီးတော့ကရင်နီဘက်ကိုရန်ကုန်အီယာရီကရင်တနင်္သာရီစစ်မျက်နှာအလုံးတွင်စစ်တပ်သည်တိုင်းတပ်အပြင်လက်ကျန်တပ်မှစစ်စင်ကိုကဲမှုဌာနကျုံစကကမှတပ်အချို့ဖြည့်တင်ထားတော်လေလက်ရှိအခြေအနေတွင်စစ်တပ်အနေဖြင့်မင်းဘူးပဒန်နိုင်ကန်ခန့်စစ်တွင်သာတပ်မ69တခုလုံးကိုစူးစီးအပြုနိုင်သည်ကိုတွေ့ရ၏ ကြံဒေတာများတွင်တမ်မစကကတိုင်းတက်များကိုတစ်ခုလုံးစူးစီးအသုံးမပြုနိုင်ပေတရင်များပြူဟာများကိုထုံထုံစုဖွဲ့ပြီးစူပေါင်းဆက်ပေါင်းအင်အားဖြည့်သုံးဆွဲနေရသဖြင့်တိုက်ခိုက်ရေးမဆိုးထားနှင့်စီယုံဖွဲ့စည်းပုံအရာပါအားမရှိပေ ထိုးစစ်ကြီးစင်ရံမစိုးထားနှင့်မြို့တွင်းလုံခြုံရေးနှင့်ခန့်စစ်စခန်းကြီးများလုံခြုံရေးကိုသာအဓိကထားနေရပြီးဆက်သွယ်ရေးလမ်းကြောင်းများလုံခြုံရေးပြင်ယူနိုင်ခြင်းမရှိပေ။ထို့ဖြစ်ရာတနိုင်ငံလုံးအနှံ့တွင်ဒေါ်လာတက်များ၏စည်ရေးလှုပ်ရှားမှုများမြင့်တက်လာမည်မှာသိကြပြီးနောက်ထပ်မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများထပ်မံကြောင်းရာကနေမြေများထပ်ဆုံလုံရမည်မှာသိကြသလောက်ဖြစ်ပါသည်။ ဒီလိုစီရင်အရာထိခိုက်ဆုံးရှုံးမှုရှိပြီးအကြက်တဲကြုံနေရချိန်မှာတစ်ဖက်ကလည်းနိုင်ငံစည်းဝါးရေးကအခုထိအထူးကြံနေဆဲဖြစ်ပြီးပြည်ပရှင်နီမြုံနယ်မှုအကြီးစားများအသင့်ဝင်လာတာလည်းမရှိအဟောင်းများလည်းထွက်ခွာနေသလိုပြည်တွင်းလုပ်ငန်းရှင်များပညာရှင်များတိုင်းပြည်ဒနာဥစ္စာများလည်းပြည်ပကိုထွက်ခွာနေပါတယ်စစ်ကောင်စီနဲ့ပူးပေါင်းပြီးစီးပွားရေးလုပ်နေတဲ့ခရိုနီတွေတောင်မှရလာတဲ့အကျိုးမြတ်ကိုပြည်ပကိုပို့ထားနေတာဖြစ်လို့ပြည်တွင်းမှာဒနာဥစ္စာတိုးတက်မှုမရှိပါဘူးစစ်သားစုစားမှုကြောင့်ပြည်ပလုံခြုံရေးလုပ်မှုပါပိတ်ပင်ထားတဲ့အပြင်လူငယ်အများပြားပြည် ပကိုထွန်မြည်ခြင်းပြည်တွင်းစက်ရုံအလုပ်ရုံများအပါအဝင် လုပ်ငန်းခွင်များမှာပါလှုပ်သားရှားပါလာခြင်းကြောင့်ပြည်တွင်းစီးပွားရေးရာပုံမှုထိခိုက်လာတယ်လို့ရှင်းတာထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင်။